ဖုန်းထဲမှာကျွန်တော်တွေဘတ်ဆော့ဝဲပြက်နေတဲ့သူတွေကတော့ကျွန်တော်တွေအနေနဲ့ပေါ့နော်ကိုယ့်ရဲ့ဖုန်းထဲကိုဖုန်းငွေဘယ်လိုဖြည့်ရမလဲဆိုတာကိုကျွန်တော်ဒီဗီယိုလေးမှာပြသပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တွေအနေနဲ့ ground time ATM ဘုံကိုသွားချပါစို့အရင်ဦးဆုံးအနေနဲ့ကျွန်တော်တွေအနေနဲ့ ATM ကတ်ကိုထည့်ပါမယ်ဒါကကျွန်တော်တွေဘတ်ဆော့ဝဲပြက်နေတဲ့သူတွေအတွက်အဓိကအရေးပဲဖြစ်ပါတယ်နော်ကျွန်တော်တွေဘတ်ဆော့ဝဲရှိရတဲ့လူတွေကပုံမှန်တိုင်းပဲဘန်တွေကဖြည့်လို့ရတယ်โอเคကျွန်တော်ဒီလိုမျိုးဗီဒီယိုတစ်ခါမှလည်းမလုပ်ဘူးသေးဘူးအဲ့ကြောင့်မလို့เนาะကျွန်တော်တင်ပြပေးခြင်းဖြစ်ပါတယ် ီးရင်တော့ကျွန်တော်တို့ထုံးစံတိုင်းမဲ့ပင်နံပါတ်6လုံးကိုထည့်ပါပင်နံပါတ်6လုံးကတော့မမစီနဲ့မအောင်ထည့်ပါဒီနေရာမှာအယုံဆုံးဘာသာစကားကိုရွေးပါအင်္ဂလိပ်ကျွန်တော်ရွေးမယ်ပြီးရင်တော့ကျွန်တော်တို့အနေနဲ့ကိုပါဝန်ဆောင်မှုသုံးပြုချင်တာလဲရွေးချယ်လို့ရတယ်ကျွန်တော်ကဒီဗီဒီယိုမှာတော့အဓိကပြချင်တာကဖုံးငွေဖြည့်တဲ့ဟာအဓိကပြမှာဖြစ်လို့ကျွန်တော်တို့ကဒီမှာတော့အဆော်ကိုရွေးချယ်ပေးမယ်ဗျအာနည်းနည်းလေးတိကျခံပြီးကြည့်ပါနော်ဒီနေရာမှာနည်းနည်းမီလင်းရောင်နဲ့နည်းနည်းပြန်နေရတယ်ဒါပေမဲ့ဒီ summary ကိုကျွန်တော်ပြပေးထားတဲ့အတိုင်းတိုက်လို့လို့ရပါတယ်ဒီနေရာမှာတော့ ဝဒကောတိထအထူးမွန်ပေါ့နော်၃မျိုးရှိတယ်ဒီထက်ကမှမိတ်ဆွေတို့ကပေကောင်ဖြစ်ချင်တာလဲရွေးချယ်ပေးပါနော်ကျွန်တော်ကဒီမှာတိထကိုဖြစ်ပြမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်တို့ပြီးရင်တော့ဒီမှာကိုဖြစ်စင်တဲ့ဖုန်းနံပါတ်ဆယ်လုံးကိုထည့်ပေးပါကိုနဲ့သက်ဆိုင်ရာစင်ကက်အမျိုးအစားကိုယူပြီးတော့ဖုန်းနံပါတ်ဆယ်လုံးမကောင်ထည့်မယ်ဖုန်းနံပါတ်ရေးကြည့်ပါတယ်မမားစေပါနဲ့ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ confirm နေမယ်ဒီနေရာမှာကိုဖြစ်စင်တဲ့ငွေပမာဏကိုရွေးချယ်ပေးပါပေါ့နော်ကျွန်တော်90အစမ်းဖြည့်ပြမယ် ပြီးရင် conference ထပ်နိုင်မယ်ဒီနေရာမှာထပ်ပြီးတော့မှန်မှန်တရားစစ်ဆေးပါအကြည့်ပြုပေးပါဗောနော်မှန်ရင်တော့ conference ထပ်နိုင်မယ်တရားလေးစစ်ဆေးပါနော်ဖုန်းနံပါတ်ဒီမှာမားပါစေနဲ့ဗျ Okay ဒါဆိုရင်တော့ကျွန်တော်တို့ပြီးဆုံးသွားပြီဖြစ်ပါတယ်ခဏကြာရင်ကျွန်တော်တို့ band select ထွက်လာမှာဖြစ်ပါတယ်ဆိုတော့ဖုန်းထဲကိုလည်းကျွန်တော်ရှေ့မှာပြခဲ့တဲ့အတိုင်းပဲပတ်စံရှင်းရောက်ပါတယ်ဗောနော် โอเคกูนี่แลนี่ก็ดาจ้องดิบันซอเว่เป็ดနေတယ်မိတ်ဆွေတို့တွေ့ဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ပေါ့เนาะအခုလိုမျိုးဘန်နေနဲ့ပတ်သက်ပြီးတော့နောက်ထပ်သိရှင်တဲ့အကြောင်းအရာလေးတွေရှိတဲ့ဆိုရင်ကျွန်တော်ဒီဗီဒီယိုရဲ့ comment အောက်မှာရေးသွားပေးလို့ရပါတယ်မိတ်ဆွေတို့ရဲ့ဒီဗီဒီယိုလေးကကြိုးရှိတယ်ဆိုရင်လည်းကြိုးရှိတယ်ဆိုတဲ့အကြောင်း comment မှာရေးခဲ့ပေးလို့ရပါတယ်အားလုံးပဲအဆင်ပြေပါသေးဗျာထိုင်းဗန်နေအသုံးပြုနည်းနဲ့ပတ်သက်ပြီးဒီထက်ပိုပြီးသိရှင်သေးရဆိုရင်ကျွန်တော်ရဲ့ YouTube channel ထဲမှာဝင်ရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်ဒီထက်မှာကျွန်တော်တို့ဘန်နေနဲ့ပတ်သက်ပြီးတော့အများကြီးတင်ပြထားတာရှိပါတယ်ဗျာအားလုံးအဆင်ပြေပါသေး